ကအရင်ကမြန်မာနဲ့အိန္ဒိယဆက်ဆံရေးမှာနံပါတ်1လို့ခင်မယ်ဒုတိယအရင်ကတော့ပန်ဆောင်ဖဲလို့ဒုတိယမှာလိုက်ပြီးနေလေအခုလက်ရှိချင်းကြီးချင်းဒီ new one တဝိုင်းလုံးကဒီစုံရာနဲ့အခုတစုံလားအခုတစီသွားတဲ့လမ်းကိုပဲကျွန်တော်ကြောတကြောလို့ဒီပါကဒီခုနေရတယ်ဗျာစကိုင်းတိုင်းနာဂဒေတာမှာမီလာကွန်ပိုင်းကဆလို့နေ့စဉ်ရက်ဆက်မိုးကောင်းနေပြီးတောင်ကျယူတွေကြောင့်မြေပြိုမှုတွေဖြစ်နေပါတယ် ိန္ဒိယနိုင်ငံမနီပူမြေနယ်နဲ့နာဂဒေတာဆက်သွယ်လမ်းမိုင်းလဲပျက်စီးသွားပါတယ်။ဒီလမ်းကြောင်းဟာအခုနောက်ပိုင်းနေဆက်ကုန်တဲ့အတွက်အရေးကြီးတာမို့အချိန်မီမပြုတ်ပြင်နိုင်ရင်ဒေတာတွင်းမှာစာနယ်ရိက္ခအခက်အခဲရင်ဆိုင်ရနိုင်တယ်လို့ဒေတာကံတွေကပြောပါတယ်။နာဂဒေတာအတွင်းနန်ယွန်းလေရှိစွမ်မရာစတဲ့မြို့တွေမှာရေကြီးမြေပြိုမှုတွေဖြစ်ပေါ်နေရတဲ့ပတ်သက်လို့ဒေတာကံတို့ကို PP Spring ကဇွန်လ2ရက်နေ့မှာဆက်သွယ်မေးမြန်းထားပါတယ်။ မိုးကဘယ်နေ့အစရွာပြီးတော့လက်ရှိလမ်းပျက်စီးမှုတွေကဘယ်လောက်ထိခြေနေဆိုးနေလဲအော်ဟုတ်ကဲ့စနေနေ့ညနေပတ်စနေနေ့ပေါ်ရစရစ30ရက်နေ့ကနေပြစရွာလေဗျာဒီနေ့တော့နည်းနည်းတတသွားတယ်မနေ့ညနဲ့တညလည်းရွာလေဗျာနေ့ရောညရောမနာတိုင်းရွာလေဗျာဟုတ်ကဲ့လမ်းတော့တော်တော်ခြေနေဆိုးကြတခါမှအလောက်ထိယူတာမမြင်ဘူးဟိုအခြေစင်းလုံးလေးပြီးတော့စပြူတယ်ပေ900 300အနည်းဆုံးတော့ အနေကမှကြီးပေးနေရ300လောက်နဲ့မပြတခုလုံးပါသွားတယ်ညာအဲ့လိုနေရစစဝါနည်းနေရရှိမယ်အထက်ပူဆိုးတော့အထက်ကနေပြီးတော့မြေတွေပြိုကျလာပြီးတော့လမ်းမကြီးပေါ်မှာပြုံနေတဲ့ဟာပြီးတော့လမ်းတဝဲလောက်လည်းထပ်ပြိုတယ်အဲ့ဒါဆိုတတိယမြောက်အဆိုးဆုံးအချင်းလုံးဝဆိုးလာတော့တုံးခုတော့တွေ့ရတယ်ဂျာတဲ့နေရာကြီးကျတော့ဒီအရေးပေါ်ပြင်နိုင်သွားလို့ရနိုင်တဲ့အချင်းကြီးရှိတယ်လမ်းနေရာတော်တော်များများတော့ပြတ်တယ် အစိုးဆုံးတုံးခုပဲကြာဟုတ်ကဲ့အဲပျက်စီးသွားတဲ့လမ်းမိုင်းတွေကဒီနာဂားနဲ့အဲဒီအိန္ဒိယနဲ့နေဇက်ဆက်သွယ်ရေးမှာအာဘယ်လောက်ထိအရေးပါနေလဲဟုတ်ကဲ့ကျွန်တော်နာဂားလူမျိုးနဲ့အိန္ဒိယနဲ့ဆက်ဆိုင်မှာဆိုရင်တော့အခုဒီဟောမလီခုနိုင်ငံချင်းတွေမကောင်းတော့တဲ့နောက်ပိုင်းဆိုရင်တမူကအရင်ကမြန်မာနဲ့အိန္ဒိယဆက်ဆိုင်မှာနံပါတ်1လို့ချင်တယ်ဒုတိယအရင်ကတော့ပန်ဆောင်ဖဲလို့ dudiya uh, ma live mele aku leshe chini ya chini ni wa the wine di somra ne aku the zone la aku the la uwe chini ni jote jolo ni baga ni kuni ya ya di nenge si doa me ya la la de loma la de loma က်သွားလို့ရှိရင်တော့ရေရှည်ပိတ်သွားလို့ရှိရင်မပြင်းနိုင်လို့ရှိရင်ဒီလိုလုံးဝအကျက်ပဲဖြစ်သွားမယ်ငါပြပနိုင်ရဲ့အခြေအနေလေးရှိရဆိုတော့တော့ဆိုမရတဲ့ညီလာနဲ့ပြင်ဖို့တော့ဟောနေစေနေစေရစိတ်တူတူလေးတော့အလုံးဝကောက်ခံနေကြတယ်အတန်နိုင်ဆုံးတော့အထင်နိုင်ဆုံးနဲ့ပြင်ဖို့တော့စိတ်ကူးကြတယ်ဗျာဒါပေမဲ့ကုန်ကြစီတော့တော်တော်များနေတယ်ထင်တယ်ဗျာဟုတ်အကေဝီမပြင်းနိုင်နောက်ဆက်တဲ့ပြဿနာပါရှိလားမလဲ उचाइन यी सोम्राम यो लुधी होमले खादि ए साथो क्या ब्याङ्क यति चाहिँ अनियारो खुले चामकाउ संखुर लुझमुरी आम तै मुरी रे ए လက်ရှိရာသီဥတုအခြေအနေဘယ်လိုရှိနေလဲကိုအခုကျွန်တော်တို့အင်တာဗျူးလုပ်နေတဲ့အချိန်ကြီးရောရာသီဥတုတော့တောင်းနေပြကျေးဇူးတော်ပဲဒီနေ့ဒီနေ့ရောမနေ့ပိုင်းကျတော်မူတတမဲမဲရွာတည်တယ်ဒီနေ့ရောရာဒီတူဒီနေ့ရောတန်ကောင်းသွားတယ်ဗျာဟုတ်ကဲ့ဒီနေ့ရောကောင်းသွားပြီဗျာဟုတ်ဆူရောဒေတာခန့်တွေနေနေကျွန်တော်တို့တိထရာပေါ့နော်ဒီအဲနာဂဒေတာကဝေးလံခေါင်ပြဒေတာပေါ့နော်ဆူရော ဒီဒီဒေသခံတွေကယာသူရုသတိပေးချက်တွေကိုဘယ်ကနေရနေလဲဒီလိုတော်တော်များများတော့ခုနောက်ပိုင်းဒီနာဂတိတာလည်းစင်းရဲတယ်ဆိုတော့လေကောက်ဆဲမရတဲ့နည်းရေဆိုတော့အဲကောက်ဆဲဖို့လောက်ပဲအာယုံစိုက်နေတာများတာတကြောင်ပြီးတော့အင်တာနက်တကလည်းနေရာတိုင်းလို့လို့မရတော့သတင်းချက်လက်မရနိုင်တာကတကြောင်ပြီးတော့အရင်လို radio care မစားတော့ radio တွေပြန်ဝယ်ဖို့ကလည်းအခက်အခဲဖြစ်နေတာတကြောင် အဲဒီမို့အတဲအတန်ရွာလဲတဲ့နောက်ပိုင်းကျွန်တော်တို့ဒီအဆန်ဆလောင်းတွေတော့နားမထောင်ဖြစ်တာတကြောင်အဲလိုကိစ္စတွေအမျိုးမျိုးကြောင်အရင်တို့တရင်ယာတိတုတရင်ပြီးချက်တွေကိုတရားမှာ90ရာခိုင်နှုန်းကတော့မတည်ဘူးလို့ပြောမယ်ဆိုရင်လည်းမန်နေပြကျွန်တော်ကိုယ်တိုင်လည်းယာတိတုတရင်ပြီးချက်တွေကတော့နားမထောင်လည်းရောက်ပြအဲ့လိုပါကွာ လက်ရှိကြုံနေတဲ့ဒါတောင်ပြူမြေပြူရေကြီးတဲ့အနေထားပေါ့နော်အဲ့ဒီမှာအရသာနေအိမ်ကြီးထိခိုက်ပျက်စီးတာရောရှိလားတော်လို့ဆယ်ကျွန်တော်စုံရမျိုးပေါ်မှာတော့အဲ့ဒီတရင်တော့ကျွန်တော်မကြားလိုက်ရဘူးဒါပေမဲ့လေရှိမျိုးပေါ်မှာတော့ဒီကိုမချင်းအမှုထမ်းရက်ကွယ်မှာကိုမချင်းရဲ့မြို့ပေါ်ကြောင်းတော့လုံးဝကြီးကိုတစ်ခုလုံးပြူပြီးတော့ကျသွားတာတော့တိတ်ထားမိလိုက်ပြာဟုတ်ကဲ့ကျွန်တော်တို့လက်ရှိဒေတာတွေမှာကြုံနေရတဲ့မိုးကြီးမှုပြီး ြည်ပြူမှုဝေးနဲ့ပတ်သက်ရင်အဲခုအနေနဲ့အဲဒေသခံတွေအတွက်အဲဘာတွေအကူအညီလိုအပ်တယ်လို့မြန်တရင်စကားပါခြင်းလဲဟုတ်ကဲ့ကျွန်တော်တို့ဒေသခံတွေရောအခုအရေးကြီးဆုံးတော့အခုကျွန်တော်တို့ဒီအထူးသဖြင့်ကျွန်တော်တို့နာဂဒေသမှာဒီလမ်းဟာမရှိမပြအရေးကြီးတဲ့လမ်းဖြစ်တဲ့အတွက်အခုလမ်းဖောက်ဖို့အတွက်လည်းကျွန်တော်မနေ့ကကြရဗီဒီယိုကလေးကျွန်တော်ကိုယ်တိုင်ဒီဆောဆောဆဆနဲ့တွားရိုက်ပြီးတော့တင်ပေးတယ်တချို့တွေ ကောင်းပြီမယ်ဒါမဲ့ဒီမှာရှိတဲ့တာဝန်ရှိပါရေဆိုတော့အဖွဲ့အစည်းတွေကလည်းဒီနေ့ဒီချိန်ထိကျွန်တော်တို့တာဝန်ယူပြီးတော့ဆောင်ရွက်ပေးပါမယ်ဆိုတော့အတန်လေးလည်းမကြားသေးဘူးလူထုတွေရောပဲဒုက္ခတွေနဲ့ကျွန်တော်ကိုယ်တိုင်လည်းအကူအညီတွေလိုက်တောင်းဖို့ဖြစ်လာတယ်စေတူကူတူရရပဲအလူငွေတသိန်းရရနဲ့တသိန်းရအခုအလူခံနေတာရှိတယ်အဲ့တော့ကျွန်တော်ကျွန်တော်ဒီသက်ခံတယောက်နေနဲ့ကုညတောင်းလာဒီပူရန်တွေလိုအလိုရှိနေတဆန်ရဒီ ့ဒါကြောင့်ဆန္ဒထောက်ထားတဲ့အကူအညီတွေပေးလို့ရလို့ရှိနေပိုပီးပီးနိုင်ပါတယ်ဆိုတဲ့အကြောင်းပေါ်လीနော်ကျွန်တော်တို့ပြည်သူကစင်ရဲတဲ့ data ဆိုတော့ဟိုဒီငွေကြီးတနက်ကျွေးရတဲ့လူမျိုးမဟုတ်လားပြည်သူတဲ့ပြင်ဖို့အတွက်နိုင်ငံတော်ရဲ့ budget နဲ့ပြင်ပေးဖို့ဆိုတာလဲဒါတော့ဟိုတော်တော်ကိုမျောလဲမမျောလဲရေးသေးတဲ့အခြေအနေတွေဆိုတော့ကုတုကုထာနဲ့ပဲပြင်ရမှာဆိုတော့ခက်ခက်အများကြီးရှိတယ် နောက်ဆုံးလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးလို့ရတယ်ဆိုရင်လည်းကျေးဇူးပြုပြီးတော့ဒီဘလို့မျိုးအကူအညီပဲဖြစ်ဖြစ်ပေါ့လေနော်